မင်္ဂလာပါရှင်ရှမ်းရဲ့ကွန်မီဒီယာကကြိုဆိုပါရယ်တောင်ကြီးတစောင်းနိုင်ပွဲတော်မိဘုံပြန်ပြိုင်ပွဲများရတုံမြင်ဆက်လက်ရှင်ပြိုင်မဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်အထင်ကြီးရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတဲ့ဆောင်နိုင်ပွဲတော်အား2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှနိုဝင်ဘာလ5ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်းမိဘုံပြန်ပွဲတော်ဝါသနာရှင်ပြိဋ္ဌတ်ပြည်သူများအားအတိပေးကြောညာထားရာလက်ရှိမိုးလေဝသအခြေအနေများအရမိဘုံပြန်ညာမီကြီးစိန်နပန်ပြိုင်ပွဲရများတွင် တတ်မှတ်မိပုံပြန်အရေးအတွက်အတိုင်းလွတ်တင်နိုင်ခဲ့ခြင်းမရှိပါသဖြင့်ပြိုင်ဝဲဝင်မိပုံပြန်ညာမိကြီးစိတ်နှပံမိပုံပြန်များလွတ်တင်ရန်ကြံရှိနေကြောင်းသိရှိရပါသည်တောင်ကြီးတစောင်းနိုင်ပွဲတော်မိဘုံပြန်ပြိုင်ပွဲဝင်မိဘုံပြန်ပညာရှင်များ၏ဝါသနာစေတနာ ငွေကြေးနဲ့အချိန်ယူပြီးစူးစားအားထုတ်ပါဝင် ရှင်ပြိုင်မှုများအားလေးစားအတိမတ်ပြု၍၎င်းမိဘုံမြတ်ပညာရှင်များမှစူးစားအားထုတ်တီထွင်ဖန်တီးထားသည့်ညာမီကြီးနဲ့စိတ်နှပန်မိဘုံပြန်လည်ရာများကိုမိဘုံပြန်ပွဲတော်ဝါသနာရှင်ပရိသတ်ပြည်သူများဆက်လက်ကြည့်ရှုအားပေးနိုင်ရန်အတွက်မိဘုံပြန်ပြိုင်ပွဲအားနိုဝင်ဘာလ9ရက်နေ့မှာ နိုဝင်ဘာလ9ရက်နေ့အထိဆက်လက်ကျင်းပသွားမည်ဖြစ်ပြီးနိုဝင်ဘာလ10ရက်နေ့ညနေပိုင်းတွင် ပြိုင်ပွဲဝင်မိဘုံမြန်များအားစုချင်းမြင်ခြင်းတဆောင်နိုင်ပွဲတော်ဂုံပြူစိန်နပံမိဘုံမြန်ညမီကြီးမိဘုံမြန်များလွတ်တင်ခြင်းမိရှုမိဘအလှများလွတ်တင်ခြင်းများဖြင့်တဆောင်နိုင်ပွဲတော်ပိတ်ပွဲအခမ်းအနားအားစီကားတိုင်းမြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းတောင်ကြီးတဆောင်နိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှသိရှိရပါသည် အဆိုပါရက်တိုးမြင့်ထားသည့်တောင်ကြီးတစောင်းနိုင်ပွဲတော်မိဘုံပြန်ပြိုင်ပွဲနှင့်အတူရန်ကုန်မြို့မှအဆိုတော်များနှင့်နမေကျော်ဂရုံးညီအကိုတေးဂီတာအဖွဲမှနိုဝင်ဘာလ9ရက်နေ့နဲ့နိုဝင်ဘာလ6ရက်နေ့များတွင်ခေပေါ်တေးဂီတာမြူးကြွသည့်ဒေသချင်းများဖြင့်ဖြောဖြေးတင်ဆက်သွားမည်ဖြစ်ကြောင်းမိဘုံမြန်ပွဲတော်ပရိသတ်များသိရှိနိုင်ရန်အသိပေးကြောညာထားကြောင်းသိရှိရပါရဲ့ရှင်။